စကိုင်းတိုင်းတွင်ရှိရေဦးနယ်တန့်ဆယ်မြို့နယ်များတွင်အကြမ်းဖက်စစ်တပ်ကဂိုင်းရိုကော့တာ၃စီးဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းသတင်းရရှိပါသည်။ရေဦးမြို့နယ်ဖန်ကားစင်ရွာရှိဘုံကြီးကျောင်းနှင့်တန့်ဆယ်မြို့နယ်ရှိကျေးရွာများကိုစက်တင်ဘာ29ရက်မုံလွဲ2နာရီခန့်ကစတင်က လေးချိန်တိုင်းဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ဖန်ကားစင်ရွာရှိဘုံကြီးကျောင်းတွင်လေးကျောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးတည်ဆုံးခဲ့ကြောင်းကနဦးသတင်းများအရသိရှိရပါတယ်။ဖန်ကားစင်ရွာနဲ့တန့်ဆဲတောင်ချမ်းကရွာတွေကိုဂိုင်းရိုကော်ပတာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။အတီးပြုတ်နိုင်တာကဖန်ကားစင်ရွာမှာအမျိုးသမီးတဦးတည်ဆုံးတယ်ဆိုတာပဲ။တခြားရွာတွေကအခြေအနေတွေကိုတော့တီးမပြုတ်နိုင်သေးဘူးလို့ရေဦးနောက်ချမ်းသတင်းတာဝန်ခံထူးခန့်စော အမေသားကပြောပါတယ်။လက်ရှိတွင် ရေဦးနဲ့တန့်ဆဲမြို့နယ်အဆက်ရှိကျေးရွာများမှာ ပြည်သူများသည်ဝေးလွရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်တပ်၏ဂိုင်းရိုကော်ပတာ၃စီးသည်စက်တင်ဘာ22ရက်ကမိထီလာရှန်တဲလေတပ်မှနမခကိုရောက်ရှိလာပြီးနောက်ရေဦးနှင့်တန်ဆယ်မြို့နယ်များအပြင်အနီးဝန်းကျင်မြို့နယ်များတွင်လည်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်သဖြင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်ထူးခန့်စွာကသတိပေးထားပါတယ်။ထို့တူမန္တလေးတိုင်းစင်ကူးမြို့နယ်ရှိကံတောင်နဲ့မာလဲကျေးရွာများကိုလည်း စက်တင်ဘာ28ရက်ညနေ9:20ခန့်တွင်စစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပါသည်။ရင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး၄ဦးသေဆုံးပြီးပြည်သူ10ဦးဒဏ်ရာရရှိခဲ့ကြောင်းစင်ကူမြို့နယ်ခြေဆိုင်တော်လှန်ရေးတရင်ရင်းမြစ်တစ်ခုကတီးပြုတ်ခဲ့ပါသည်။ဘုံကျဲခံရတာကကန်တောင်နဲ့မာလဲရွာပါ။အမျိုးသမီး၄ဦးသေဆုံးပြီး10ဦးဒဏ်ရာရခဲ့တယ်။အဲ့ဒီဒေသမှာတိုက်ပွဲဖြစ်တာမရှိဘူး။ဒီတိုင်းဘုံနဲ့လာကျဲသွားတာပဲလို့ တော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်ရှင်။